မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက်ကရိ1388ခုနှစ်ဒဇောင်မုံလာစုပ်6ရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့စောဆယ်မောပါပထမဦးဆုံးအနေနဲ့ရွေးကောက်ပွဲရာထာမျိုးနွယ်များဖြစ်တဲ့မတရားစင်ကုနဲ့တပိတ်ချင်းတို့မှာဆေးရည်ပြင်းထန်လာနိုင်တာကြောင့်ပြည်သူများကြိုတင်ပြင်ဆင်ကြဖို့မန္တလေး PDF ကအရေးပေါ်သတိပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ် မတရားမြို့နယ်စင်ကူးမြို့နယ်နဲ့တပေကျေးမြို့နယ်တို့မှာစည်ရဲပုံမပြင်းထန်လာနိုင်တာကြောင့်ဘေးရန်ရဲ့ကင်းရှင်းရေးကြိုတင်ပြင်ဆင်ထားကြရန်နဲ့လိုအပ်တဲ့အစီအမံများလှုပ်ဆောင်ထားကြရန်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး PDF ကယနေ့နိုဝင်ဘာလ10ရက်နေ့မှာထုတ်ပြန်လာပါတယ်။အဆိုပါမြို့နယ်များဟာအာဏာသိမ်းစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲအတူပြုလုပ်ရန်ယာထားတဲ့မြို့နယ်များဆင်းမှာပါဝင်နေပါတယ်။စစ်ကော်မရှင်ကလာမယ့်ဒီဇင်ဘာ28ရက်နေ့နဲ့2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့တို့မှာ ရွေးကောက်ပွဲအပိုင်း1နဲ့အပိုင်း2တို့ကိုပြုတ်လုရန်ဆောင်ရွက်နေပြီးရင်းကာလမတိုင်မီတာလွန်အင်အားများပြားစွာအုံပြုကတော်လန်ရေးတပ်ဖွဲ့များရဲ့ထိမ့်ချုပ်စုံမနေမီများကိုအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းမန္တလေး PDF ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ယခုကမရယာမြို့နယ်စင်ကူးမြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တို့မှာတနေ့ထက်တနေ့စီးရဲတိုက်ပွဲများပုံမပြင်းထန်လာတာကြောင့်အဆိုပါဒေသတွင်းတွင်ပြည်သူများအနေနဲ့ဘေးနဲ့ရကင်းရှင်ရေးကြိုတင်ပြင်ဆင်ထားကြရန်မန္တလေး PDF ကမြစ်တာရက်ခံလာခြင်းဖြစ်ပါတယ်။ စစ်ကောင်မရှင်ကမတရားမျိုးနယ်ရှိတော်လိုင်းတပ်ဖွဲ့များတင်းယူထားတဲ့စေတော်ကြီးရေလောင်တမန်နဲ့နယ်မြေကန်တပ်ဌာနချုပ်ပဝင်းချင်းအားလုံးကိုပြန်လည်တင်းယူလိုက်ပြီဖြစ်ကြောင်းနိုဝင်ဘာလ9ရက်နေ့ထုတ်၎င်းတို့ရဲ့ဝါဒဖြန့်သတင်းစာများမှာဖော်ပြခဲ့ပါတယ်။မန်လေးပြည်ရဲ့အနေနဲ့အချမ်းဖက်အာနာသိန်းစစ်အုပ်စုရဲ့လက်ရှိထိုးစစ်ကိုကိုစမ်းညံစွမ်းရှိသည်များဆက်လက်ခုခံကာကာကွယ်သွားမည်ဖြစ်ပြီးပြည်သူတော်လိုင်းကြီးအဆုံးသက်ပန်းတိုင်ကိုရောက်သည့်အထိမဆုံမနစ်ချီတက်တိုက်ခိုက်သွားမှာဖြစ်ကြောင်းကတိပြုပြောကြားထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးပြည်သူဆန္ဒပြေဝရေးဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ACU စီချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမွေးနေ့မှာဂရုပြုပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်မျိုးသားအဖွဲ့ချုပ်အရခတ်တက်တော် UNLA တမှုချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က၎င်းရဲ့နိုဝင်ဘာလ9ရက်နေ့မှာကြာရောက်တဲ့58နှစ်မြောက်မွေးနေ့အတွက်ဆုတောင်းပေးကြတဲ့အဖွဲ့အစည်းများရဲဘော်ရဲဘက်နဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်လွှာပြန်လည်ပြေဖို့ခဲ့ပြီးပြည်သူများရဲ့မျှော်လင့်ချက်ဆန္ဒများအမြန်ဆုံးပြည့်ဝစေရန် ဆက်လက်စ조사ရုံးခန့်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းကတိပြုပြောကြားခဲ့တယ်လို့လည်းသိရပါဗျ။ ACUC ချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကနိုဝင်ဘာလ9ရက်နေ့မှာထုတ်ပြန်တဲ့ကျေးဇူးတင်လွှာမှာပြည်သူစံနာပြည်ဝရေးကတိပြုကြောင်းအလေးထားဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။မွေးနေ့ဆုတောင်းမြစ်တာပို့ဂွန်ပြုစကားများပြောကြားပေးကြတဲ့အဖွဲ့အစည်းတည်တည်ရဲဘော်ရဲဘက်များနဲ့ယင်းဤချစ်ခင်မိတ်ဆွေအားလုံးကိုအဖွဲ့ချုပ်နဲ့မိမိမှအထူးကျေးဇူးတင်ရှိပါတယ်ဟုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ဒါပြင်58နှစ်မြောက်မွေးနေ့ဆုတောင်းစကားပြောကြားပေးကြတော့ပြည်သူများရဲဘော်ရဲဘက်များနဲ့မိတ်ဆွေများအားလုံးအတွက်မိမိမှလည်းစမ်းမလုံးကြုံအေးချမ်းစွာရှိကြစေရန်ပြန်လည်ဆုတောင်းမြတ်တာပို့သပေးလိုက်ပါတယ်လို့၎င်းကထည့်သွင်းဖော်ပြခဲ့ပါတယ်။ရခိုင်မျိုးသားအဖွဲ့ချုပ်ဥက္ကရာအရခတက်တော်တမှုချုပ်အရခတက်တော်ရဲဘော်ရဲဘက်များနဲ့ရခိုင်မျိုးသားအဖွဲ့ချုပ်ပြည်သူဝန်ထမ်းများအားလုံးအနေဖြင့်ပြည်သူများ၏ ညွန်လင်းချက်ဆန္ဒများအမြဲဆုံးပြေဝစေရန်ဆက်လက်စ조사ရုံးကတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဗိုလ်ချုပ်ထွန်းမြတ်နိုင်ကအခိုက်အမာကြေပြုခဲ့ပါတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့မွေးနေ့အတွက်စူတောင်းတဝင်လာပြေပို့ခဲ့ကြတဲ့အဖွဲ့အစည်းများတွင်ရော့ကာဝေးတက်ဝိုင်းဒီရဲ့မြို့ဝကျွန်းပေါ်အမျိုးသားများတပ်ဖွဲ့ Data National Force Robin Hood Missile အဖွဲ့ဗမာတပ်တော် Burma Army နဲ့ကမ္ဘာလုံးဆိုင်ရာအရခအမျိုးသားကွန်ရက် WUAN အဖွဲ့နဲ့အခြားတော်လှန်ရေးတပ်ဖွဲ့ဝင်များပါဝင်ကြောင်းသိရပါတယ်ခင်ဗျာ thank you ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကို PSN News ရဲ့ဝိုင်းတော်သားကိုတီဟာမှတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ PSN News ပြည်သက်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီးနိုင်ငံတကာသတင်းများကို တင်ပြဆင်ခံပါမယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံသားနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား300ခန့်ပါလာတဲ့လေမလေးရှားအနီးနစ်မြုပ်တဦးသေဆုံးပြီးဒါဇင်နဲ့ချီပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းကိုပထမဦးစွာတင်ဆက်ပေးခြင်းပါတယ် မြန်မာနိုင်ငံကရွှေပြောင်းလုံသမား300ခန်းတင်ဆောင်လာတဲ့လေတစင်းဟာပြီးခဲ့တဲ့ရက်သတ္တပတ်ကထိုင်းမလေးရှားနယ်စပ်နီးအိန္ဒိယသမုဒ္ဒရာမှာနေမြုပ်ခဲ့တယ်လို့သိရပါဗျ။ပင်လယ်ထဲမှာမျောနေတဲ့လောင်းတလောင်းကိုတွေ့ရှိခဲ့ရပြီးဆယ်ဦးကသာကယ်ဆယ်နိုင်ခဲ့ပေမဲ့လည်းဒါဇင်နဲ့ချီပြီးပျောက်ဆုံးနေကြောင်းတောင်ရှိသူတွေကတနင်္ဂနွေနေ့မှာပြောကြားခဲ့ပါဗျ။ကျွန်တော်ဦးစုံစမ်းစစ်ဆေးမှုအရအဲ့ဒီလေဟာမြန်မာနိုင်ငံရခိုင်ပြည်နယ်ဘူးတိတောင်မြို့ကထွက်ခွာလာပြီး၃ရက်ကြာမှနေမြုပ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ကယ်တင်နိုင်ခဲ့တဲ့ဆယ်ဦးထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးပါဝင်ပြီးကျန်လူတွေကတော့မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှာတရားမဝင်ဝင်ရောက်ဖို့ကြိုးပမ်းနေတဲ့ရိုဟင်ဂျာဒုက္ခသည်များလို့ယူဆရသူ300နီးပါးတင်ဆောင်လာတဲ့ကလီနစင်းကိုမလေးရှားအနာပိုင်တွေကပြန်လည်မောင်းထုတ်ခဲ့ပူပါတယ်။လက်ရှိမှာမလေးရှားနိုင်ငံမှာရှိတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံ UNHCR မှာမှတ်ပုံတင်ထားတဲ့ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်း13,860ခန့်ရှိပြီး ဒါဟာမလေးရှားနိုင်ငံမှာရှိတဲ့စုစုပေါင်းဒုက္ခသည်ဥယျာဉ်ရဲ့59ရာခိုင်နှုန်းခန့်ဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာဆလဘီဂျပန်မှာပြင်းအား6.8ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်ဆူနာမီသတိပေးချက်ထုတ်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးကြပါမယ်။ဂျပန်နိုင်ငံမြောက်ပိုင်းအီဝါတေးစီရင်စုရဲ့ကမ်းလှုပ်ပင်လယ်ပြင်အောက်10ကီလိုမီတာအနက်မှာ ယမန်နေ့တနင်္ဂနွေနေ့ဂျပန်စံတော်ချိန်ညနေ9:00နာရီခန့်ကပြင်းအား6.8ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တယ်လို့သိရပါဗျ။ပြင်းအားမြင့်ငလျင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ငယ်များဇက်တိုက်လှုပ်ခဲ့ပြီးမြောက်ပိုင်းကင်ဝရတလျှောက်မှာတမီတာအထိမြင့်မားတဲ့ဆူနာမီဖြစ်ပေါ်နိုင်ကြောင်းဂျပန်မိုးလေဝသအေဂျင်စီကသတိပေးချက်ထုတ်ပြန်ထားပါဗျ။အစိုးရပိုင်းရုတ်တံတွင်ဌာန NHK ကလည်းဆူနာမီအန္တရာယ်ရှိနိုင်တဲ့အတွက်ကင်ဝရဒေသများမှဝေးဝေးနေဖို့နဲ့အဲ့ဒီဒေသမှာငလျင်ထပ်မံလှုပ်နိုင်ကြောင်းသတိပေးခဲ့ပါဗျ။ ငလင်းလောက်ခတ်မှုကြောင့်ဓာတ်အားပြတ်တောက်မှုတွေဖြစ်ပေါ်ခဲ့ကြောင်းကျိုးတိုသတင်းဌာနကပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဒေသမှာရှိတဲ့နျူကလ িয়ার စွမ်းရည်သုံးဓာတ်အားပေးဆက်ယုံနှစ်ယုံနဲ့အခြားထိခိုက်ပျက်စီးမှုများရှိမရှိကိုတော့သိရှိရခြင်းမရှိသေးပါဘူး။ဂျပန်နိုင်ငံဟာကမ္ဘာပေါ်မှာငလင်းအလှုပ်ဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး2012ခုနှစ်မတ်လကလည်းအဲ့ဒီဒေသမှာငလင်းနဲ့ဆူနာမီဒဏ်တို့ကို ခံစားခဲ့ရပါတယ်ခင်ဗျာ။ ျွန်တော်တို့ရဲ့ PSN News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ်။ PSN News ကိုကြည့်ရှုအပ်ပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းလုံခြုံကြပါစေခင်ဗျာ။